ကျွန်တော်ဒီနေ့မတ်လ18ရက်နေ့တနင်္လာနေ့ကပ္ပရွှေစည်းကွက်ရရပတ်အခွင့်ရတည့်ရတာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကပ္ပရွှေစည်းနေသားကိုကျွန်တော်ဒီဗီဒီယိုလေးမှာတုံးသက်ပြောကြားပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်းကပ္ပရွှေစည်းအားဈေးအသက်ဆန်းကျင်တင်ခဲ့တယ်ပေါ့နော်။အာဒီနေ့မနက်မှာဆိုရင်ကပ္ပရွှေစည်းကကျွန်တော်တို့980ဈေးနန်းနာဝင်းကျင်ဈေးပြည့်နေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။အဲ့ဒီကပ္ပရွှေစည်းကဒီနေ့မှာကျွန်တော်တို့ဈေးအသက်ဖက်ဆက်သွားမလားဈေးအကျပြန်လာမလားဈေးညင်မလားဆိုတာကိုကျွန်တော်တုံးသက်ကြည့်လို့ရအောင်လို့ကပ္ပရွှေစည်းရဲ့ပေါ့နော်။ ဈေးအတကြချက်လေးကိုကျွန်တော်တို့တစ်ချက်လောက်တွားကြည့်လိုက်အောင်ခေါ့ဗျဒါအတော့ကဘာဒါအတော့ကဘာရွှေဈေးရေပေါ့နော်ကျွန်တော်တို့အနေထားကိုတည့်ရတာ time frame ပေါ့တနည်းအားဖြင့်ဒီကန်တဲ့တုံးတုံးကအတုံးတုံးကကျွန်တော်တို့ကဘာရွှေဈေးရေတည့်ရတာဈေးအနေထားကိုကိုစားပြုပါလိမ့်ခင်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်တောက်ကြနေရဈေးအနေထားကိုကြည့်လိုက်ရအောင်တောက်ကြနေမှာကျွန်တော်တို့ပြဒီမှာဈေးအကျနဲ့ပြီးခဲ့တယ်ကျတာပရိနေမှာကျွန်တော်ပြီးခဲ့တဲ့အပတ်ဗိုလ်တော်နေ့မှာ2930အထက်မှာတရက်တာဈေးပိတ်ခဲ့တယ်ကျတာပရိနေမှာဈေးကတောက်လျှောက်ကြီးထောင်တက်ခဲ့တယ် ပြီးတော့ကျွန်တော်တို့တောက်ကြနေမှာဒီမှာဈေးအကြတော့ခပပလေးနဲ့ပြီးသူသွားခဲ့ဒီလိုဈေးအကြသုံးလေးကိုတော့ကျွန်တော်တို့ market မှာတော့ reverse ကန်နေပေါ့နော်ဈေးကွက်ပြောင်းပြန်ဖြစ်စေနိုင်တဲ့ကန်တဲဆိုပြီးပြောကြတယ်ခင်ဗျတနည်းအားဖြင့်ရှိမှဈေးတက်ခဲ့တယ်ဆိုရင်အဲ့နောက်မှာဈေးပြန်ကျစေနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တခုတတိထားမှာလက်ရှိကပတ်ရွှေဈေးကတောက်လျှောက်အတက်အကောင်းနေခြင်းဖြစ်ပါတယ်ဒီမှာရေးဆိုရင်လည်းကျွန်တော်ဒီနှောင်းဝင်းချင်းမှာရေးဆိုရင်ကျွန်တော်ဒီမှာ reverse ကန်တဲတယ်ပြီးတော့ဈေးအကြတုံးနေပြီးခဲ့တယ် ဒါပေမဲ့ကမ္ဘာရွှေစီပြန်ကြလာမကြဘူးဗျဆက်သက်သွားတယ်ဒီမှာဆိုတော့ကျွန်တော် reversal candle ပြီးခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ခပ်ပပကျသွားရယ်ပေါ့နော်အဲ့ဒါဖက်ကဒီမှာဆိုလဲကျွန်တော် reversal candle အဲပုံစံนี่ပြီးခဲ့တာပဲဒါပေမဲ့ကမ္ဘာရွှေစီအရင်ဈေးအကျအကောင်းသွားတာမျိုးမရှိဘူးအဲ့ဒါဖက်ကမှာကျွန်တော်အမြင်ပြောမယ်ဆိုရင်ကမ္ဘာရွှေစီကဒီနေ့မှာဈေးကျရင်တော့မှဈေးနည်းနည်းပြန်ကျတယ်ညပြေးတူလောက်ပဲဈေးကျတာမျိုးဖြစ်ပေါ်များတယ်ခင်ဗျ တနည်းအားဖြင့်တောက်ချောက်ကြီးဈေးအကြအကောင်းတာမျိုးတော့ကျွန်တော်မြင်ရဖို့မရှိဘူးအခက်မသိရင်ဈေးအကြခပ်ပါးပါတော့မလာဘဲနဲ့ဈေးဆက်တက်သွားတာမျိုးကြုံရနိုင်ပါတယ်အဲ့အဖက်ကဒီနေ့အတွက်လည်းကျွန်တော်ကကပ္ပရွှေကိုကျွန်တော်အဝယ်ဦးစားပေးတင်တယ်ပေါ့နော်တကယ်လို့ဒါအဲ့တောက်ကြနေကတာတကယ်လို့ကျွန်တော်တို့ဈေးအကြတုံးနဲ့ပြီးပြီးတော့2980အောက်မှာတောက်ကြနေတရက်တာဈေးပိတ်သွားခဲ့မယ်ဆိုရင်ဖြင့်ကျွန်တော်ကဒီနေ့မှာဈေးတက်တိုင်းလိုက်ရောင်းခိုင်းမှာဖြစ်ပါတယ်ဒါပေမဲ့ တောက်ကြနေကဈေးအကျအခပ်ပါပါကျွန်တော်တို့ခေါ်ရ reverse candle နဲ့ပြီးသွားပြင်မဲ့လေအဲ့ကျွန်တော်တို့280ဈေးတန်းအောင်မှာဈေးပိတ်သွားခြင်းမရှိတာဖြစ်တဲ့ခါမှာကျွန်တော်အဲ့အကြောင်းကျွန်တော်ဒီနေ့မှာကျွန်တော်အဝယ်ဘက်ကိုဦးစားပေးရခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဘယ်ဈေးတွေမှာဝယ်တင်တယ်လဲလက်ရှိဈေးရတော့ဗျာ73လို့74လို့ကတော့ဈေးနည်းနည်းမြင့်သေးရလို့ခန်းစားရတယ်အဲ့ဘက်ကဘယ်ဈေးတွေမှာဝယ်တင်လဲလို့ကျွန်တော်တုံ့တက်ချက်ပေးရမယ်ဆိုရင်ကျွန်တော်အချိန်တနာကြီးအတိုင်းတောင်နဲ့ကျွန်တော်တွားကြည့်လိုက်အောင်အချိန်တနာကြီးအတိုင်းတောင်နော် ်ဘယ်ဈေးမှာဝယ်လို့ရလဲလို့မေးမယ်ဆိုရင်တော့ကျွန်တော်ဒီဈေးနဲ့ဝင်ကြည့်ပါတော့ဟာနီကိုခွန်ချောင်းဝင်ကြည့်အာနီကိုခွန်ရှစ်ပေါ့နီကိုခွန်ရှစ်နဲ့နီကိုခွန်ချောင်းကြာမှာဒါကတော့ကျွန်တော်တို့ဈေးကြကြချင်းမှာဝယ်တင်တဲ့ဈေးတန်းဆိုနီကိုခွန်ချောင်းနီကိုခွန်ရှစ်ကြာမှာကျွန်တော်တို့ဝယ်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ဘယ်ဈေးမှာဝယ်တင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အာဒီဈေးတန်းကျွန်တော်တို့ 2966နဲ့ကျွန်တော်တို့2980ကြာပါเนาะဒီဈေးတန်းလည်းကျွန်တော်ဝယ်လို့ရတယ်ဗျ2966နဲ့2980ကြာဝယ်လို့ရတယ်ပြီးရင်နောက်ဆုံးအနေနဲ့ဝယ်တဲ့ဈေးတန်းကတော့ဒီပေါ့เนาะကျွန်တော်တို့အာဒီလက်ရှိပေါ့ပြီးခဲ့တဲ့အပတ်ဈေးမတက်ခင်ကဒီအမြင့်ဆုံးတက်ခဲ့တဲ့ဒီ2950နဲ့2950လေးကြာဈေးတန်းဆုံးဗျအဲ့ဈေးတန်းဆုံးကတော့ရရဲ့ဝယ်တဲ့ ရစ်ရရယူပြီးဒီနေ့အတွက်ဈေးကျခဲ့မယ်ဆိုရင်ပေါ့နော်ရစ်ရရယူပြီးတော့ဝယ်တင်တဲ့ဈေးတန်းဆုံးဖြစ်ပါတယ်အဲ့ဒါပထမကမှကျွန်တော်လက်ရှိဈေးကျမှာ2.98နဲ့2.96မှာဈာမှာဝယ်တယ်ဆိုရင်ကျွန်တော် risk အလေလက်လောက်ယူရမယ်အာ ဒါဆိုရင်ကျွန်တော်တို့2960နဲ့2966ကြားမှာဆိုရင်လည်း risk အလယ်လေးလောက်ယူရမယ်ဒီ2950နဲ့2950ကြားမှာကြားခဲ့မယ်ဆိုရင်ပြီးဝယ်မယ်ဆိုရင်ပြီးအဲ့အဲ့ဈေးဆုံးကတော့ risk အနည်းဆုံးပဲပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေ့အတွက်ကျွန်တော်တို့အဲ့ဈေးတန်းဆုံးတုံးကူမှာဝယ်လို့ရပါတယ်အခမ်းမသိရင်ပြကျွန်တော်2996 2998ဈေးတန်းဆုံးထိပဲကြားပြီးတော့အဲ့အာနေပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျဘာလို့လဲမြင်မဲ့ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကြာပရင်းနေ့တော့ဆိုရင်လည်းကျွန်တော်တို့2930ကိုကျွန်တော်စောင့်ခဲ့တယ်ပေါ့နော်ဒါမှမဟုတ်2930နဲ့တုံးတုံးထိပဲ ကြပြစီကပြန်တက်သွားမျိုးတွေရှိတယ်။အဲ့လိုပဲကျွန်တော်တို့ကပြဒီနေ့မှဥမာဆိုကြပါဆိုဒီ2966နဲ့90ကြာစေတန်းစုံမျောနေရနေအဲ့လိုမရောက်ဘဲနဲ့ပြ2996နဲ့2998ကြာစေကြပြီးတော့အဲ့ရနေပြန်တက်သွားတာမျိုးတွေဖြစ်နိုင်တာပဲ။အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့ကကမ္ဘာရွှေဝယ်တဲ့အခါမှာကျွန်တော်တို့ကအောက်စေတန်းစုံကိုစောင့်ပြီးဝယ်တာလို့မှန်တဲ့တစ်ခါလေးကြောက်ကျွန်တော်တို့ကတ်လွဲသွားတဲ့အနေအထားမျိုးတွေရှိနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကတ်လွဲတဲ့အနေအထားမျိုးတွေရှိတာပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ဘာဖြစ်ဖြစ်ကိုကဝယ်တင်ဝယ်ထိုက်တဲ့စေတန်းစုံကိုစောင့်ပြီးမှဝယ်တာတော့အကောင်းဆုံးမဖြစ်ပါဘူး အဖရိကကျွန်တော်တို့အနည်းဆုံး296နဲ့298ကိုစောင့်ကြည့်နေပါတယ်။ဒီဈေးနှုန်းစုံကြဈေးကြခဲ့မယ်ဆိုရင်တော့ကျွန်တော်ပရခဘာရှိကိုပထမဆုံးဒီနေ့အတွက်ပထမဆုံးစပြီးတော့ဝယ်မှာဖြစ်ပါတယ်။အတက်ကကိုဘယ်လောက်ထားရမလဲကျွန်တော်ရှင်းပါတယ်။တောက်ကြနေတော့အမြင့်ဆုံးပဲတီးတက်ခဲ့တယ်။305တီးတက်ခဲ့တယ်။305တီးယူလို့ရပါတယ်။အချုံပိုင်းဈေးနှုန်းကတော့ကို risk ယူနိုင်တဲ့ပုံမူတည်ပြီးတော့ တက်မှတ်ပါဒါပေမဲ့အရင်နင်းနင်းကြီးတဲ့မတက်မှတ်ပါနဲ့လက်ရှိမှာကမ္ဘာရွှေဈေးကကျွန်တော်တို့ဈေးအတက်ကြက်က volume ပါတဲ့အနေအထားဖြစ်တာဖြစ်တဲ့ခါမှာဒီနေသားမှာကျွန်တော်တို့ကကျွန်တော်ကအရှုံးပိုင်းဈေးတန်းနေပါနေအရင်အနီးနီးပေးမိတယ်ဆိုရင်လည်းကျွန်တော်အရှုံးပိုင်းဈေးတန်းစသွားတာမျိုးတွေကျွန်တော်တို့ကြုံရနိုင်ပါတယ်ခင်ဗျအဲ့ရလေးကိုလည်းကျွန်တော်သတိထားဖို့ကျွန်တော်အထူးအကြံပေးခြင်းပါတယ်ဟုတ်ပြီအယောင်းအတွက်ဆိုရင်အယောင်းအတွက်ဆိုရင်တော့ကျွန်တော်တို့ရောင်းမယ်ဆိုရင်ဖြင့်ကျွန်တော်တို့ကဘယ်ဈေးတန်းတွေကိုစောင့်ကြည့်တင်လာလို့မိမဲ့ဆိုရင်ကျွန်တော်တို့ ဒီပေါ့နော်2966ဇေတန်း2966ဇေတန်းအောက်မှာဒါကဘာရွှေစေးဒီနေ့တရင်တာတွင် အချိန်တနာရီအတိုင်းတာနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ကဘာရွှေကိုကျွန်တော်ရေတိုလေးရောင်းလို့ရတယ်ခင်ဗျရေတိုဆွဲအတိုင်းမဲ့ကျွန်တော်အများကြီးတော့ယူလို့မရဘူးအမြတ်ပိုင်းဈေးတန်းက2954လောက်မှာငါလေးတော့ငါ၂90လောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကတော့2980အထက်လောက်မှာအရှုံးပိုင်းမှာခင်ဗျ2966ဈေးတန်းအောက်မှာဒါအချိန်တနာရီအတိုင်းတာအပိတ်စင်းเนี่ย ထောက်ကြပြီးဈေးပေးသွားရင်ကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့တကယ်လို့ဈေးသက်သွားရင်ဈေးသက်သွားရင်တော့ကျွန်တော်ကပြီးခဲ့တဲ့အပတ်တောက်ကြနေ့ကအာကျွန်တော်တို့အမြင့်ဆုံးတက်ခဲ့တဲ့2000 3500ပေါ့နော်3500ဈေးတန်းကိုတစ်ချက်စောင့်ကြည့်ပါ3500ဈေးတန်းကိုမဖောက်နိုင်ဘူးအနာမှာပဲဈေးကလဲနေတယ်ဒါမှမဟုတ်လည်းကျွန်တော်ဈေးပြန်ချဖို့အတွက်နီးပညာပိုင်းရအတီးပြုချက်ပေါ့နော်ကန်တရီရအတိပြုချက်ရပြီဆိုရင်2000 3500နာမှာပါ3500ဈေးတန်းနာမှာကျွန်တော်ရောင်းလို့ရတယ တကယ်လို့ပေါ့နော်3500စီနဲ့အပေါ်ပါကျွန်တော်ကပြအချင်းတနားရဲ့အတိုင်းတာစီနဲ့3500စီနဲ့အထက်မှာဖောက်တက်ပြီးဈေးပိတ်သွားရင်ရောအဲ့ဒါဆိုရင်တော့ကျွန်တော်အပေါ်မှာရောင်းပို့စီတန်းဆုံးတစ်ခုပဲရှိရတယ်ခင်ဗျ3020နဲ့3030ကျောင်း2920နဲ့2930ကြာဈေးတန်းစုံတော့လည်းအဲ့ဒါဝါဆိုရင်လည်းအဲ့2920နဲ့30ကြာဈေးတန်းစုံကိုလက်ရှိကဘာရွှေဈေးကပြီးခဲ့တဲ့တပတ်ကျော်တည်းကဘာလဲကဖောက်တက်ဖို့တော်တော်စူးစမ်းခဲ့ရတာပေါ့နော် အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့အခုဈေးအသက်မှာလေ3020နဲ့3030ကြာဈေးတန်းဆုံးကကျွန်တော်တို့အတွက်ဈေးအသက်အဓိကအဟန်တာဈေးတန်းဆုံးနေနဲ့တရှိနေမှာဖြစ်ပါတယ်3020နဲ့3030ကြာကိုဒီနေ့ဈေးတက်ခဲ့မယ်ဆိုရင်ပြအဲ့ဈေးတန်းဆုံးကတော့ဘာဘာဘာဖြစ်ဖြစ်ပြကျွန်တော်တို့က risk ယူပြီးတော့ရရရောင်းတင်တဲ့ဈေးတန်းဆုံးဖြစ်ပါတယ်သူပါသူအရှုံးပိုင်းဈေးတန်း stop loss ထိကာမှထိရောပဲ risk ရရယူပြီးတော့ရရရောင်းတင်တဲ့ဈေးတန်းဆုံးဖြစ်ပါတယ်ရေတို့ပေါ့နော်ဘလို့ကျွန်တော်ပြောလာရေရှည်တွေပါပြောရမှာပေါ့နော်ရေတို့ 3020နဲ့3030ကြာစီရင်စုံကိုဈေးတက်ခဲ့မယ်ဆိုရင်ရေရေရောင်းပါဒီနေ့အတွင်းပေါ့နော်အဲ့ဒီစီရင်စုံကရေရောင်းတဲ့စီရင်စုံဖြစ်ပါတယ်မှန်တယ်ကျွန်တော်အဝယ်ဦးစားပေးတင်တာမှန်တယ်ဒါပေမဲ့ဒီနေ့မှာတော့3030အထက်ကိုဖောက်တက်ပြီးဈေးတိတ်ဈေးတက်လိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးခင်ဗျပွင့်နေပါ3030အထက်ဖောက်တက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကတရင်ဘက်ကလည်းကျွန်တော်တို့ထူခဲ့တဲ့တရင်နေ support လို့လိုအပ်တယ်လို့ပြီးတော့ကဘာရွှေနေနဲ့လည်းအတက် up for လုံးဝအရန်ကောင်းဖို့လိုအပ်တယ် ဒီနေ့ဒီနေ့လိုနေမျိုးမှာတော့ကျွန်တော်မှန်တဲ့ဈေးတက်နိုင်တဲ့ဒါပေမဲ့3030အထက်ကိုဖောက်တက်ပြီးတော့ဈေးတက်နိုင်လောက်အောင်ထိအသက်အားကောင်းနိုင်မယ်လို့မထင်ဘူးအဲ့အဖြစ်တက်ကကျွန်တော်တို့က3030နဲ့3030ကြားဖြစ်နိုင်မယ်ဆိုရင်3030နာကန့်ရင်ပိုကောင်းတာပေါ့နော်အဲ့ဈေးတန်းမှာကျွန်တော်တို့ရောင်းလို့ရပါတယ်ဒါလေးတော့ကျွန်တော်အယောင်းဝယ်လုပ်ရမယ်ဈေးတန်းလေးနေပေါ့နော်ဒီနေ့တရက်တာအပိဈေးတာဘယ်ပေါ်ပိတ်ခတ်ရင်ကျွန်တော်တို့ဟိုဈေးအကျဆက်အားတာမလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ရှင်းပါတယ်လက်ရှိပေါ့နော်ပြီးခဲ့တဲ့အပတ်ကဈေး စံချင်းတင်ဈေးမတက်ခင်တော့ကျွန်တော်အမြင့်ဆုံးတက်ခဲ့တယ်ပေါ့နော်2954အဲ့2954ဈေးနဲ့အောက်မှာဒါဒီနေ့တရက်တာကဘာရွှေစီတာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်2932920ထိကျွန်တော်မနေ့ပြန်ဈေးအကြမ်းမှန်းလို့ရဤပညာပိုင်းရ2932920ထိဈေးပြန်အကြမ်းမှန်းလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနေပတော့ပြီးခဲ့တဲ့တပတ်ကအမြင့်ဆုံးတက်ခဲ့တဲ့3.5ဈေးတန်းအထက်မှာကပားရွှေဈေး ီနေ့တရက်တာအပိတ်စေးတာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်ဖြင့်ကမ္ဘာရွှေရာကျွန်တော်တို့မနေ့ပြန်မှာဈေးအသက်ဆန့်ကျင်တက်ထက်တင်နေမှာခင်ဗျဒီနေ့အမြင့်ဆုံးတက်ခဲ့တဲ့ဈေးတက်မနေ့ပြန်မှာပို့ပြီးတော့အမြင့်ဆုံးတက်လိမ့်မယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီနေ့တရက်တာအပိတ်စေးပဲမှာပိတ်မလဲအခမ်းမတင်ဘူးနော်ဒီနေ့ဒီနေ့လိုနေမျိုးမှာကျွန်တော်တို့ဘရိုနေမှာဒေတာကြီးတွေထွက်ပို့ရှိတာဖြစ်တာဒီနေ့လိုနေမျိုးမှာကျွန်တော်တို့က အဥပမာပြကျွန်တော်တို့အာအောက်ဖက်ဆို2980အပေါ်ဘက်ဆို305ဒီကြားပဲဈေးငိမ့်သွားတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဈေးဤနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ရလေးကိုတော့ကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ခင်ဗျအာဈေးငိမ့်နေတာမျိုးလည်းဖြစ်နိုင်ပါတနင်္လာအင်္ဂါဈေးငိမ့်ပြီးတော့ပိုတဘူးနေတို့မဟုတ်ပိုတဘူးနေညမှာဈေးအလောက်ခက်ကျန်းသွားတာမျိုးလည်းဖြစ်နိုင်တယ်ခင်ဗျโอเคဒါလေးအောင်ကျွန်တော်ဤပညာပိုင်းရသုံးချက်လေးဖြစ်ပါတယ်တရင်ချက်လက်ပိုင်းကိုကျွန်တော်တွားကြည့်လိုက်ဒီနေ့ညမှာတော့ထူးခြားပေါ့ဒီနေ့နေ့မှာ data ထွက်တာရှားတော့ရှားတယ် နေတော့နေတယ်ပေါ့နော်ရှားရဲဆိုတာနေတော့နေတယ်ဒါပေမဲ့ဒီနေ့ညမှာ data ထွက်ပို့ရှိပါတယ်ကျွန်တော်တို့ go retail စနဲ့ retail စ data တွေဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်ဗမာလိုဗလာပြမ်းမယ်ဆိုတာလက်လိလက်ကရောင်းချမှု data တွေလက်လိလက်ကရောင်းချမှု data တွေပြီးခဲ့တဲ့ကျွန်တော်ဇန်နဝါရီလတော့ minus 3ပြခဲ့တယ်တနည်းအားဖြင့် binding လက်ထက်နောက်ဆုံးလက်လိလက်ကရောင်းချမှုနှုန်းထား data တွေက minus ပြခဲ့ဒါပေမဲ့ trend လက်ထက်မှာကျတော့ကျွန်တော် trend လက်ထက်မှာဒါပထမဆုံးပေါ့နော် February လမှာ trend မဲ့လက်လိလက်ကရောင်းချမှု data တွေက ော်တော်လေးကောင်းမယ်မှန်ထားတယ်ခင်ဗျဒါပေမဲ့တကူတတိထားပေါ့နော်ဒီဒေတာတွေကဖိတ်မြန်းဖြစ်နေမလားဘာလို့လဲမလဲဆိုတော့ trunk ကရှင်းပါလေသူသူ့လက်ထက်မှာဗျာအမေရိကန်စီးပွားရေးကောင်းလာရဲဆိုတော့ပြကျင်တဲ့ဖြစ်တာပြတ်ကမှာသူ့အနေနဲ့ခုနကဘယ်လိုပဲဒေတာတွေပေါ်သူ့အနေနဲ့ဖိတ်တည်ထူတာမျိုးတွေပါမဖြစ်လာနိုင်ဘူးလားအဓိကဒီဒေတာကြီးကိုဗျာချက်ချင်းကြီးဗျာ minus g ကနေချက်ချင်းကြီးပြန်ထောင်တက်လာတဲ့အနေထားဗျာ retail sale တွေ core retail sale တွေရာဗျာတလအတွင်းမှာဗျာ အာ plus တော့မှတော်တော်လေး plus သွားတာဗောနော်။ဘာလို့ဆိုအရင်လာနေတော့ minus 0.4 minus 0.9ကနေတော်တော်လေးကို plus ပြသွားရင်ဒီထားမှာဒီ data ကို trader တွေကယုံကြည်ပါမလား။မှန်တယ်ဗျာ။ command ချက်ရကြည့်မယ်ဆိုရင် data ကောင်းတယ်။ဒါပေမဲ့ဒီ data လေးကို trader တွေကမယုံကြည်ရင်ဗျာ။ဒီ data ကြီးကဘာမှ effect မရှိဘူး။တနည်းအားဖြင့် data ကောင်းပြီမဲ့လည်းကမ္ဘာရှုပ်စီတက်သွားတာမျိုးတွေဆိုတာကကျွန်တော်တို့ data တွေကကောင်းပြီမဲ့လည်းဒီ data ကြီးရလက်ကို trader တွေမယုံကြည်ဘူး။မယုံကြည်တဲ့အခါမျိုးမှာကျွန်တော်ဈေးကတက်သွားလိမ့်ရှိပါတယ်။အဲ့ဘက်ကဒီအခု retail စိတ်ဒေတာတွေကအရန်ကြီးကို plus ပြနေတယ်။တလားလောက်အတွင်းမှာအဲ့လောက်ကြီးခုန်တက်သွားတာမျိုးကကျွန်တော်အမြင်ရတော့ဖြစ်နိုင်ခြေမရှိဥပမာပြောဟာ plus 0.1ဘာညာ0.1ဝန်းကျင်ဆိုရင်တော့မှကျွန်တော်ကဒါဆိုရင်တော့မှဒေတာကကောင်းလာတယ်တက်လာရဆိုပြီးယုံကြည်လို့ရတယ်ဒါပေမဲ့ဒီမှာကျ0.3လေ0.7တဲ့ဖြစ်နေတယ်တော်တော်ကြီးကိုကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့လိုကောင်းတဲ့နေထိုင်မှုဖြစ်နေလို့လေအမေရိကန်စီးပွားရေးကလက်ရှိမှာအရန်ကောင်းနေလာလို့မြင်မယ်ဆိုအရန်လည်းမကောင်းနေဘူးဗျစတော့တွေလည်းထိုးကြနေတယ်။တပတ်ကဒေါ်လာအင်တက်လက်သွားကြည့်လိုက်ပါဒေါ်လာအင်လက်လည်း103နာဖြစ်နေတယ်။ အာပြီးခဲ့တဲ့တောက်ကြနေရမှာဗျာ103.800ဘာညာဖြစ်ခဲ့တဲ့ဒေါ်လာအင်းတက်ကဒီနေ့မနက်မှာဆို103.305ဖြစ်နေအဲ့ဒါဆိုတော့တိတ်တော်မိုးသေးပေါ့နော်အဲ့ဒါဖြစ်တဲ့ကဒီညမှာဒီတာကမန်နဲ့အကောင်းကြီးနေထွက်လာပြီမလဲကပားရွှေစင်တက်သွားတာမျိုးတွေကြုံရနိုင်ပါတယ်သတိထားပါအာဒီတာကောင်းတဲ့ retail sector တွေကကောင်းတယ်ဆိုပြီးတော့အာလိုက်ရောင်းတာမျိုးတွေသတိထားပါခင်ဗျဥမာဒီတာထွက်တဲ့အချိန်လေးမှာဗျာ nearly ကျပေးသွားဥမာဆိုကြပါဒီတာမတော့ခင်ပါဗျာ အာနှစ်90ဒေတာထွက်အချိန်မှာနှစ်90လောက်ဒီဖက်ကနေကြာသွားကြာသွားတယ်အဲ့ဒီနေသားမှာကျွန်တော်ကဟာကြာပြီဆိုပြီးလိုက်ရောင်းတယ်ကျွန်တော်တို့လိုက်ရောင်းတဲ့အချိန်မှာဈေးကချက်ချင်းပြန်ခုန်တက်သွားတယ်3000နဲ့3000အထက်တည်းအထိပြန်ခုန်တက်သွားတာမျိုးတွေအဲ့လိုမျိုးတွေဂျုံရနိုင်ပါတယ်သတိထားပါခင်ဗျကျွန်တော်အရာလေးကိုအထူးသတိပေးခြင်းပါတယ်ဒီညဒေတာကနည်းလေးတော့မူမမှန်ဘူးပေါ့နော်အဲ့အပြတ်ကဒေတာထွက်တဲ့အချိန်မှာကျွန်တော်တို့အလွန်ကျွံရောင်းဝယ်လို့တာမျိုးတွေအဲ risk management မရှိဘဲနဲ့အရောင်းဝယ်လို့တာမျိုးတွေအထူးသတိထားစေခြင်းပါတယ် ထုတ်ပြီးပြီးတော့ကျွန်တော်တို့ကအာဒီ data တွေကအာကျွန်တော်တို့ဒီညမှာ effect ရှိနေတယ်ဒါပေမဲ့ဒီတစ်ပတ်အတွင်း effect အကျဉ်းဆုံး data ကတော့ဘယ်လိုနည်းညမှာထွက်မှာပေါ့နော်ကျွန်တော်တို့ intra rate decision data တွေဖြစ်ပါတယ် intra rate decision ဘန်သွန်းလုံးစော့ဘတ်ဂျက်တွေဘယ်လိုအနေထားတွေဖြစ်လာမလဲကျွန်တော်တို့စောင့်ကြည့်ဖို့လိုအပ်ပါတယ်အဲ့ဘန်သွန်းလုံးစော့ဘတ်ဂျက် intra rate decision ကဒီတစ်ပတ်ဒီတစ်ပတ်ရကဘာရွှေစီပေါ့နော်စံချိန်တင်စီဆက်တက်မလားပြန်ကြမလားဆိုတာကိုကျွန်တော်အဆုံးဖြတ်ပေးနိုင်တဲ့ data ဖြစ်ပါတယ်အဲ့အဲ့ interest rate အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာတုံးသက်ချက်ကိုတော့ကျွန်တော်အဲ့ပိုတိုမှုနေပေါ့နော်ပိုတိုမှုနေတရားတက်ထုံးချက်ဗီဒီယိုမှာကျွန်တော်ထည့်သွင်းပြီးတော့ပြချပေးပါမယ်အဲအဓိကတော့ကျွန်တော်တို့ဒီ Monday ပေါ့နော် Monday မှာတော့ဒီ data နှစ်ခုရှိတယ်ဒီ data နှစ်ခုကလည်းတိတ်ပြီးတော့မူမမှန်လာဖြစ်တဲ့ခါမှာတနင်္လာနေ့ညမှာပေါ့ကျွန်တော်တခါကြဘလုံးနေ့ညမှာဘလုံးနေ့ညမှာဈေးအလောက်ကကျမ်းမဲ့ထင်းနေရပေါ့ကပ္ပရွှေဈေးကိုဒီဒီလိုနေ့မှာကျွန်တော်ကဗျအပေါ်ဈေးအောက်ဈေးမှာရောင်းလိုက်ဝယ်လိုက် လုံနေပြီးတော့ကျွန်တော်တို့ကအာတနည်းအားဖြင့် site ဝေးမှာကျွန်တော်ပြောနေရနေတတင်းတာနေညာကြီးမှာတခါလေဈေးခုန်တက်သွားတာမျိုးဈေးထိုးကျသွားတာမျိုးလေးဖြစ်လိရှိတယ်အဲ့အဖက်ကအဲ့အနေထားကိုတည်ထားဖို့လိုအပ်ပါတယ်ဒီနေ့ပိုတိုနေညာအစိုးရဒီနေ့တတင်းတာနေညာမှာပေါ့နော်ဒီဒေတာနှစ်ခုထွက်ပြီးတဲ့ချိန်မှာမထင်မှတ်ဘဲနဲ့ဈေးအလောက်ခန့်ကျန်သွားတာမျိုးတွေဈေးဆက်တက်သွားတာမျိုးတွေကျွန်တော်အနေနဲ့ကျွန်တော်အမြင်ပြောမယ်ဆိုတော့ဈေးကဆက်မြန်တက်မလားပေါ့နော်ဈေးကဆက်မြန်တက်မလားအာဈေးအတက်အာဆက်ကောင်းသွားမလားကျွန်တော်တော့ရှင်းပါဒီနေ့ တနိဒာအတွင်းမှာကပားရွှေစည်းတာပေါ့နော်အဲ့2954ပေါ့နော်လက်ရှိအချိန်မတိုင်ခင်ပေါ့ကျွန်တော်အမြင့်ဆုံးတက်ခဲ့တဲ့အဲ့2954ဈေးတန်းအောက်မှာအချိန်တနာရဲ့အတိုင်းတာပေးစေကျွန်တော်တို့ market ခေါ်ရ H1 ဘဲကန်နစင်နဲ့ဖောက်ကြပြီးဈေးမပိတ်မချင်းကျွန်တော်အသက်ဖမ်းမှန်းထားရင်းတော့ကိုနည်းနည်းတက်မလားများများတက်မလားအဲ့ရပါကြည့်ရအောင် အဖရကနှစ်ကုန်းငါးလေးစိတ်နှအောင်မှာအချင်းတနားကြီးအတိုင်းတာအပိစင်းနဲ့ဖောက်ကြပြီးဈေးမပိတ်မချင်းဒီနေ့အတွက်ကျွန်တော်ဈေးကြတိုင်းအောက်ဈေးမှာလိုက်ပြီးဝယ်မှာဖြစ်ပါလေ။ဘာလို့လဲမေးမလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပတ်မှာဗျာအာကျွန်တော်တို့ trader တော်များများအယောင်းနေပဲလောက်ကြအယောင်းနေလောက်ကြရဲ့အာတချို့ရေတို့အယောင်းနေမဲ့တဲ့လူတွေရှိမှဒါမဲ့တိတ်ကြပါလေအယောင်းတော်များများတွေထိကြတဲ့လူများကြလိမ့်မယ်။ကျွန်တော်ရောင်းနေတက်တက်ရောင်းနေတက်တက်ရောင်းနေတက်တက်အာဒီနေ့တော့နေမျိုးမှာလေဟာ ပြီးခဲ့တဲ့အပတ်တောက်ကြနေရဗျာကျွန်တော်တို့တောက်ကြနေရတည့်ရတာမှာ reverse candle စီအကြခပ်ပွားပွားနဲ့ပြီးထားတယ်လက်ရှိမှာလည်းဗျာ2981တို့2981တို့ရောက်နေတာဒီနေ့ထားမှာရောက်မယ်ဆိုပြီးရောင်းရာကနေဈေးတက်သွားပြီးတော့ test ပြီးတော့ကျွန်တော် loss ဖြစ်နိုင်ပါတယ်ထက်ရှုံးနိုင်တယ်ဗောနော်အဲ့ဘက်ကကျွန်တော်အရှိမအယောင်ဘက်ကိုမနေပါဘူးအယောင်ဘက်နေမယ်ဆိုရင်တော့မှကျွန်တော်အတိပုချက်ရမှာကျွန်တော်အယောင်ဘက်မှာနေပါမယ်အာဒါမှမဟုတ်လည်းအမြင်စေးရောက်တဲ့ခါမှာကျွန်တော်ဒီနေ့အတွက်အမြင်ဆုံးတက်နိုင်ရည်ရှိတဲ့ဈေးလို့ရောက်တဲ့ခါမှာဒါကျွန်တော်အယောင်ဝင်ပါမယ် ရောင်းတော့ဖြစ်နိုင်မယ်ဆိုရင်လက်ရှောင်ထားတာတော့ပူခေါင်းတယ်ပေါ့ဈေးရလက်ရှိအနေထားဘယ်ဟုသွားနေလဲကျွန်တော်တို့ကအတက်ဖက်အားသာနေရဆိုရင်ကျွန်တော်တို့ကအဝယ်ဘက်ကိုဦးစားပေးတာကကျွန်တော်တို့အတွက်ပိုပြီးတော့ risk နည်းနိုင်ပါတယ်အဝယ်တောင်မှကျွန်တော်တို့ကအောက်ဈေးပြန်ကြအောက်ကကျွန်တော်ဈေးအကျအဟန်သားဈေးတန်းနေအောက်ဈေးဒီမှာလိုက်ဝယ်တာမျိုးကကျွန်တော်တို့အတွက်ပိုပြီးတော့ risk နည်းနိုင်တာပေါ့နော်အဲ့ဒါပြတဲ့ကမှကျွန်တော်အဲ့ရလေးကိုလာရအနေထားလေးကိုတိပြီးတော့အဲ့လာရအနေထားအလိုက်အယောင်းဝယ်လောက်တာကတာကျွန်တော်တို့ဒီကဘာရွှေ trading မှာ ရေရှည်ကိုအနေနဲ့ယက်တီနိုင်ပေါ်နီလန်ကောင်းတရက်တနည်းအားဖြင့်ဝေးတစ်ခုဆိုတာကျွန်တော်အရာလေးကိုနားလည်စေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးအားကိုကျွန်တော်ရဲ့ဒီနေ့တရက်တာကဘာရွှေစီကွက်တုံးချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တုံးချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်တတ်ကြပါကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်ခင်ဗျအဲ့တင်တဲ့နေ့နဲ့ပတ်သက်ပြီးလဲ ကျွန်တော်စီမှာစုံစမ်းမင်းမြတ်နိုင်ပါတယ်။ကဘာချွေထိတာအလုံးပဲပေါ့နော်။ဒီနေ့ကဘာချွေဈေးကွက်ကျက်တပတ်အဖွင့်ရမှာကဘာချွေဈေးတက်ကြအောင်နီးပညာပိုင်ရအောင်တရင်ချက်လက်ပိုင်ရအောင်မှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျုံးမဲ့မြများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။